အားလုံးမင်္ဂလာပါဒီဘက်က head knowledge sharing channel နေကြိုဆိုပါတယ်ဒီနေ့ဒီချင်းနဲ့အတူ grade 11 biology chapter 1.4.6 fermentation and fermentants အကြောင်းကိုလေ့လာကြရအောင် fermentation အကြောင်းမပြောခင်မှာ respiration အကြောင်းကိုအရင်ဆုံးဒီလိုဆွေးနွေးကြရအောင် respiration ဆိုတာ living organism ကနေ carry out လုပ်တဲ့ chemical reaction ဖြစ်တယ်အစားအစာတွေကနေ energy ထုတ်တဲ့ process ဖြစ်တယ် ဒါ respiration မှာဆိုလို့ရှိရင် aerobic respiration နဲ့ anaerobic respiration ဆိုတာရှိတယ်။ aerobic respiration ကတော့ oxygen သုံးပြီးတဲ့အခါမှာ energy ထုတ်တဲ့ process ဖြစ်တယ်။ anaerobic respiration ကတော့ oxygen မရှိဘဲနဲ့ energy ထုတ်တဲ့ process ဖြစ်တယ်။ food မှာပါတဲ့ glucose ကို glycolysis ဆိုတဲ့ process နဲ့ pyruvate ဆိုအရင်ဆုံးဖြစ်တယ်။ပါရူဗိတ်ကအောက်ဆီဂျင်မရှိဘူးဆိုလို့ရှိရင်တော့အီသနောဒါမှမဟုတ်လက်တစ်အက်ဆစ်တွေထုတ်ပြီးမှဖြစ်တယ် ပါရဖိတ်ကနေအောက်ဆီဂျင်ရှိမယ်ဆိုလို့ရှိရင်တော့အဆီတိုင်းကိုဤ citric acid cycle ရဲ့မှာ complete breakdown ဖြစ်ပြောမှာကောင်းလာအောက်ဆိုင်နဲ့ water ဖြစ်မှာဖြစ်တယ်။အော်ဒီ process နှစ်ခုစလုံးကနေ aerobic ပဲဖြစ်ဖြစ် anaerobic ပဲဖြစ်ဖြစ် ATP ထွက်မှာဖြစ်တယ်။ဒါပေမဲ့အောက်ဆီဂျင်ရှိရဆိုလို့ရှိရင်တော့ energy အများကြီးပို့ထွက်မှာဖြစ်တယ်။ဒါတော့ zero ရဲ့ mitochondria ရဲ့ inner membrane မှာရှိတဲ့ respiratory chain ဖြစ်တယ်။ဒီ process မှာအောက်ဆီဂျင်ကိုသုံးပြီးရခါမှာ ATP ထုတ်တဲ့ process ဖြစ်တယ်။ anaerobic respiration မှာ glucose ကနေ pyruvate pyruvate ကနေပြီးတော့ ethanol ထွက်တယ်အဲ့တော့ cerebral process မှာ NADH ထွက်လာတယ်ဒီ NADH ကိုဒီဘက်မှာပြန်သုံးပြီးရခါမှာ NAD+ ဖြစ်ကို oxidize ဖြစ်တာဖြစ်တယ်ဟော oxygen မရှိတဲ့အချိန်မှာဆိုလို့ရှင်တော့ NADH ဒီ chemical reaction မှာပဲပြန်ပြီးတော့မှ oxidize ဖြစ်တယ် anaerobic respiration ရဲ့နောက်ထပ်တစ်ခုကတော့ glucose ကနေပြီးတော့မှ lactic acid ထွက်တာဖြစ်တယ်ဒီ process မှာလေထွက်လာတဲ့ NADH ကို pyruvate to lactate ပြောင်းနေမြန်မာပြန်ပြီးတော့မှ oxidize ဖြစ်တာဖြစ်တယ် aerobic respiration မှာတော့ glucose pyruvate အဲ့ကနေထွက်လာတဲ့ NADH ကခုနကကျေရိုးရဲ့ electron transport chain နဲ့မှ oxidize ပြန်ဖြစ်တယ်ဒီ electron transport chain လို့ခေါ်တဲ့ respiratory chain မှာအောက်ဆီဂျင်ကိုသုံးပြီးတော့မှ ATP ထုတ်တဲ့ process ဖြစ်တာဖြစ်တယ်။ Living things usually respire in the presence of oxygen. အောက်ဆီဂျင်ရှိတဲ့အချိန်မှာပဲ living things တွေက respiration ကိုဖြစ်ကြတယ်။ဒါပေမဲ့ most microorganisms တွေကတော့သူတို့ရဲ့ respiration အတွက်ကိုအောက်ဆီဂျင်မလိုဘူး။အဲဒါကို anaerobically လို့ပြောတယ်။ anaerobic respiration မှာတော့ glucose တနေခုနပြောခဲ့တဲ့ alcohol and carbon dioxide and this process is also known as alcoholic fermentation anaerobic respiration မှာ ethanol ထွက်တာရှိရင် lactic acid ထွက်တာရှိ ethanol ထွက်တဲ့ process ကိုတော့သူတို့ဘာလို့ပြောလဲဆိုရင် alcoholic fermentation လို့ခေါ်တာဖြစ်တယ် carbon dioxide ကတော့ aerobic ပဲဖြစ်ဖြစ် anaerobic ပဲဖြစ်ဖြစ် carbon dioxide ထွက်လာမှာဖြစ်တယ် this chemical reaction provides ထုတ်လုပ်ပေးတဲ့ microorganism တွေကို energy needed for the living process အတွက်လိုအပ်တဲ့ energy တွေကိုထုတ်ပေးရဖြစ်တယ်။ France biologist ဖြစ်တဲ့ Louis Pasteur ရဲ့ပုံဖြစ်တဲ့သူကသူ့ရဲ့ vaccination principle တွေ microbial fermentation pasteurization ဖြစ်စဉ်တွေကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်။ Louis Pasteur ကတော့ alcoholic fermentation ကို life without air ို့ခေါ်တယ်။ဒါမဲ့ကျတော့အခုချိန်မှာဆိုလို့ရှိရင်တော့ fermentations က oxygen ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ fermentation လို့ခေါ်တာဖြစ်တယ်။ Fermentation is defined as chemical changes in organic substances brought about by microorganism brought about microorganism ni လောက်ဆောင်တာ in the presence or absence of oxygen. Separate zero fermentation ဖြစ်တဲ့ fermenter ဆိုတဲ့စက်တီအကြောင်းကိုကြည့်အောင် ဒီပုံကဆိုလို fermenter ဆီကိုပြန်လာဖြစ်တယ် fermentation ဖြစ်စဉ်မှာ acid တွေထွက်တဲ့အခါမှာခန္ဓာရင်ရှိအောင်စုပြုမှာ steam တွေနဲ့လုပ်ထားဖြစ်တယ် fermenter ဆက်ရဲ့ပုံကြည့်အောင် fermenter ရဲ့မှာ living microorganism တွေကို အများကြီးမွေးမြူတာဖြစ်တယ်ပြီးတဲ့အခါမှာသူတို့တွေကနေထွက်လာတဲ့ metabolite ကိုထုတ်ယူတဲ့ principle ဖြစ်တယ်အော်ဒီ living organism ကို မွေးမြူတဲ့အခါမှာသူ့အတွက်များများ ပွားနိုင်မဲ့ environment တစ်ခုကိုဖန်တီးပေးရမှာဖြစ်တယ်။အော်ဒီ living organism တွေကို ပွားများဖို့အတွက်လိုအပ်တဲ့ optimal temperature, optimal pH တွေရှိရမယ်။ Now ဒီ inlet ကနေပေါ်မှာ nutrients တွေကိုထည့်ပေးမယ်။အော်သူလိုချင်တဲ့ environmental condition တစ်ခုလည်းရှိနေမယ်။သူလိုချင်တဲ့ nutrients တွေလည်းရှိနေမယ်ဆိုလို့ရှိရင်အဲ nutrients တွေကိုဒီ living organism တွေက fermentation process ဖြစ်ပြီးတဲ့အခါမှာ project တွေထွက်မှာဖြစ်တယ်။အော်ထွက်လာတဲ့ project တွေကိုဒီ outlet ကနေပြမှာ harvest စာရိတ်သိမ်းရမှာဖြစ်တယ်။အော်ဆိုဒီ fermenter ဆိုတဲ့ဆက်မှာ living organism တွေမွေးတဲ့အခါမှာ collagen organism မဟုတ်ဘဲနဲ့တခြား organism တွေပါမလာအောင်တနည်းအားဖြင့် contaminate မဖြစ်အောင်အထူးဂရုစိုက်ရမှာဖြစ်တယ်။ဒီ steam outlet ကတော့ဒီ fermenter ကြီးကိုအရင်ဆုံး လိုချင်တဲ့ organism တွေပါမလာအောင် sterilization လုပ်တာဖြစ်တဲ့ stream ရေနွေးမွေအရန် ပူတဲ့ဟာတွေကို high pressure နဲ့ထည့်ပြီးပထမအဆုံးပြန်ထုတ်လိုက်ရအောင်။အင်းလကတော့ဒီအတွက်လိုအပ်တဲ့ nutrient တွေကိုထည့်ပြီးမယ်။တခြားလိုအပ်တဲ့ပစ္စည်းတွေကိုလည်းထပ်ထည့်ခြင်းအင်းလကနေထည့်လို့ရတယ်။ temperature နဲ့ pH changes ကိုသိဖို့အတွက်ဒီ fermenter မှာ sensor တွေပါဝင်နေတယ်။ foundation ဖြစ်စင်မှာသူတို့ကအပူတွေအရန်ထွက်တယ်တနည်းအားဖြင့် chemical reaction တွေက heat တွေထွက်တဲ့အခါမှာအဲ့ heat တွေကြောင့်ဒီ organism တွေတည်ဝါနိုင်အဲ့တော့လိုအပ်တဲ့ temperature ကို maintain လုပ်ဖို့အတွက် cold water inlet ကိုထည့်ပေးရတယ်ရေအေးကိုထည့်ပေးမယ်ဒီအပူတွေကိုစုပ်ယူပြီးတဲ့အခါမှာဒီကနေပြမပြန်ထွက်သွားမှာဖြစ်တယ် pH ကို maintain လုပ်ဖို့အတွက် alkaline pH ကိုလိုချင်နေဆိုရင် inlet ကနေ alkali ကိုထည့်ပေးမယ် acidic pH ကိုလိုချင်နေဆိုရင် acid ကိုထည့်ပေးမှာဖြစ်တယ် and inlet ကတော့ဒီ organism ဒီ aerobic ဆိုလို့ရှိရင်တော့အဲ inlet ကနေ oxygen ပါတဲ့အဲတွေကိုထည့်ပေးရမှာဖြစ်တယ်ဒီ starring battery ကတော့ဒီထဲမှာရှိတဲ့ nutrients နဲ့ organism နေနဲ့တေချာညှတပြီးတော့မ reaction တွေကောင်းကောင်းပို့ဖြစ်လို့ရအောင်လေပေးရတာဖြစ်တယ်။ဒီ butter စီကလေပေးခြင်းအပြင် temperature ကိုလည်း maintain လုပ်ပေးနိုင်မှာဖြစ်တယ်။ fermenter စာ large container ခုန container အကြီးကြီး steam နဲ့လုပ်ထားရင်သူက maintain an optimal environment for culturing microorganism ကာချာလုပ်တဲ့ microorganism အတွက်သူနဲ့သိမျောတဲ့ environment ကို maintain လုပ်ထားမယ်။ bacteria or fungi microorganisms တွေမွေးမြူကြတယ်။ to promote large scale fermentation process အများကြီး fermentation process ကိုဖြစ်စေခြင်းနဲ့ commercially ဒီ bacteria နေထုတ်တဲ့ product တွေဖြစ်တဲ့ enzyme စီ antibiotics ထုတ်တာမှာပါတဲ့ chemical စီ alcohol ဖြော်ရည်တွေကို product အနေနဲ့ထွက်လာမှာဖြစ်တယ်။ microorganism တွေကနေပြီးတော့မှ fermentation ဖြစ်စေမှာထွက်တဲ့ waste product တွေက acidic ဖြစ်တဲ့အတွက်ကြောင့် ဒီ fermenter tank စီကို stainless steel နဲ့လုပ်ထားမယ်။ဒါမှမဟုတ်လို့ရှင် special metal တခုဖြစ်တဲ့ alloy နဲ့လုပ်ထားမယ်။ to withstand the corroding effect အဆစ်ကနေ corroding ဆာစားသွားတာ။အဲ့ effect ကိုခံနိုင်ရှိအောင်။ a typical fermenter ဆက်ပုံကိုဇလူကနာပြခဲ့ပြီးသားဖြစ်တယ်။အော်ဒီ fermentation ဖြစ်စဉ် process ကိုဆက်ပြီးတော့မှလေ့လာကြရအောင်ပထမဆုံး hot stream ကို fermenter တွေကို pass လုပ်မယ် under high pressure to sterilize this အဟိုက်ပရက်ရှာနဲ့အရန်ပူရဲ့ရေနေငွေကိုဒီဖာမန်တာတွေကိုထည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဖာမန်တာရဲ့အတွင်းထဲမှာကပ်နေတဲ့ဗက်တီးရီးယားပိုးတွေကိုသိစေနိုင်မှာဖြစ်တယ်။ပြီးရင်လိုအပ်တဲ့ nix nutrient စီကိုတန်ကဲကိုထည့်မယ်။အင်းလက်ကနေထည့်မယ်။ microorganism to be culture added ။မွေးမြူမဲ့ microorganism တွေကိုလည်းအင်းလက်ကနေထဲမှာဖြစ်တယ်။ air waste filter to prevent contamination ထဲလိုက်တဲ့ air ကိုလည်း contamination မဖြစ်အောင်ထေချာ filter လုပ်ထားမှာဖြစ်တယ်။ air အင်းလက်ကနေတဆင် microorganism မှာ aerobically respire ဖြစ်မယ်ဆိုလို့ရှင်တော့ oxygen ကိုထည့်ပေးမယ်။ anaerobic ဆိုလို့ရှင်တော့ဒီ step ကမလိုအပ်ပါဘူး။ temperature နဲ့ pH ကို monitor through the probes probes ကစင်ဆာတွေဖြစ်တယ် pH ဘယ်လောက်ရှိရဲ temperature ဘယ်လောက်ရှိရဲဆိုတာကိုပြမှာဖြစ်တယ် optimal environment for the culture sessions oxygen carbon dioxide nutrient supply စီလို maintain လုပ်ထားမယ်လိုချင်တဲ့ pH မှာ constant ဖြစ်ဖို့အတွက် alkali ဒါမှမဟုတ် acid ကိုလိုအပ်တယ်လို့ထင်မှာဖြစ်တယ် fermentation process တွေ produce heat heat တွေကိုထုတ်ပေးတယ် to prevent the fermenter from overheating အရန် over အရန်ပူလာကို prevent လုပ်ဖို့ရေ damaging the culture အရန်ပူလာလို့ရှိရင်အထဲမှာရှိ living organism တွေတိတ်ကုန်မှာဖြစ်တဲ့အတွက်ကြောင့်ဒါတွေကို prevent လုပ်ဖို့ရေ cold water တွေကို water jacket တစ်ချောင်းမှာသူက circulate လုပ်ပေးမယ်လဲပေးမယ်အပူတွေကိုစုပ်ယူသွားမယ်ပြီးရင် water ကိုပြန်ထုတ်လိုက်မယ် Bill in starring butter the fermenter တွေမှာ တက်စင်မိသားဖြစ်တဲ့လေနေတဲ့ pattern စီက content စီကိုမှုပေးတယ် star ဆိုမှုပေးတယ် keep the temperature even throughout the day temperature ကိုညတာအောင်ထိန်းပေးထားတယ် microorganism တွေကိုဒီ median နဲ့မှာ suspended အောက်မှာအနေမထိုင်မင်းနဲ့အပေါ်မှာပေါ်နေပြီးတော့ nutrient စီနဲ့ပို့ပြီးမှထိတွေ့ပြီးတော့ဒီ microorganism တွေပို့ပြီးမှ fermentation process ဖြစ်အောင်လုပ်ပေးတာဖြစ်တယ် fermentation process တွေပြီးသွားတဲ့အခါမှာ harvesting outlet ကနေပြောမှာထွက်လာတဲ့ product တွေကို collect လုပ်မှာဖြစ်တယ်။ commercial fermentation လုပ်တဲ့အခါမှာ batch culture နဲ့ continuous culture လို့နှစ်မျိုးရှိတယ်။ batch culture ဆိုတာကတော့ဒီ microorganism ပွားဖို့အတွက် optimal conditions ကို maintain လုပ်မယ် nutrient တွေကိုလိုအပ်တဲ့လောက်ထည့်ပေးပြီးတဲ့အခါမှာ fermentation process ဖြစ်တယ်။အကုန်လုံးပြီးသွားတဲ့အခါကျရင် harvesting ထုတ်လာဖြစ်တယ်။ continuous ကကြာတော့ fermentation ဖြစ်နေရင်ね nutrients တွေကုန်သွားပြီသူရဲ့ product တွေလည်းထွက်လာပြီဆိုလို့ရှိရင် nutrients တွေကိုထပ်ထည့်ပြီးထွက်လာတဲ့ product တွေကို harvest လုပ်တယ်အဲ့လိုနေရာဖြင့်ဇက်တိုက်ဖြစ်တာမလို့ continuous ကကြာလို့ခေါ်တယ် fat batch ကကြာဆိုပေါ်နောက်တစ်ခုရှိသေးတယ်သူကတော့လိုအပ်တဲ့ nutrients တွေ microorganism တွေကို volume တစ်ခုသတ်မှတ်ပြီးတော့ထည့်တယ်ဒါမဲ့ဒီဘက်လိုမျိုး harvest ကြားထဲမှာမလုပ်ဖေးနဲ့ ထပ်ပြီးတော့မှ nutrients တွေကိုထပ်ထည့်ပြီးတော့မှ fermentation process ကိုထပ်ဖြစ်တယ်အဲ့ခါမှာဒီ fermenter ရဲ့မှာ final volume တခုရှိလာတဲ့အခါကျတော့မှ harvest လုပ်တာဖြစ်တယ် the volume of culture medium and microorganism are fixed in batch culture အဘက်ကာချာမှာဆိုလို့ရှိရင်တော့ထဲလိုက်တဲ့ကာချာမီဒီယံနျူထရန့်စီကောမိုက်ခရိုအော်ဂနီဇမ်နေကောက at the beginning of the process process ကလေးကအကုန်လုံး fix ဖြစ်ပြီးတော့ထည့်လိုက်တယ် အာ maximum projects တွေထွက်လာပြီဆိုလို့ရှင်တော့တရားဖက်ကနေ collect လုပ်လုပ်တယ်ပြီးရင် defermenter ကြီးကို shutdown လုပ်တယ် clean လုပ်ပြီးတော့မှ ပြန်သုံးဖို့အတွက် prepare လုပ်ပါလေ However in continuous culture once the fermentation process ကိုစပြီးဆိုရနေ fermenter ကဇက်တိုက် keep running ဇက်တိုက် run နေတယ် for extended periods adding fresh nutrients fresh nutrients တွေထပ်တဲ့ product တွေကို continuously harvest လုပ်နေပါတယ် ီနေ့ဒီ channel တို့ grade 11 biology chapter 1.4.6 fermentations and fermenter အကြောင်းမှာ fermentation ဆိုတဲ့ process aerobic and anaerobic respiration fermenters နဲ့ fermenters ရဲ့မှာဖြစ်တဲ့ fermentation process အစဉ်အဆက်ရင် commercial fermentation မှာ batch culture နဲ့ continuous culture အကြောင်းကိုတည်လာခဲ့ကြတယ်ကျွန်ုပ်နဲ့အတူမြန်မာပြည်မှာရှိတဲ့ grade 11 biology ကိုလေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေအတွက် ဇီဝကဟန် knowledge sharing channel ကို like and share လုပ်ပေးကြပါ sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာတစ်ချက်နဲ့အတူပြန်လည်ဆုံတွေ့ကြပါစို့